ောင်မြင်ကြတဲ့ရှင်ဝါရီကြောင့်ပြည်ပနိုင်ငံကအလမေတွေကလိုက်တူခိုးတဲ့ဒီဖြစ်လာခဲ့တဲ့သေဆုံငယ်တဲဆူငယ်ကအသက်၁၈နှစ်ကျော်သားရှိသေးတဲ့အမျိုးသမီးငယ်တယောက်ဆိုပေမဲ့လုံနိုင်စွမ်းရည်နဲ့ရေချင်းကလောဘကိုလျှော့တွက်လို့မရပါဘူး။အသက်၁၈နှစ်မပြည့်ခင်အသက်၁၉နှစ်ကျော်မှာ International လမေပြိုင်ပွဲကို Second Runner အဆုကိုရောက်နိုင်ခဲ့ပါရီ။ဒါရီမကာဒီပဲနဲ့တဲဆူငယ်ဟာ Miss Grand International သူဆောင်စဉ်24မှာဝင်ရောက်ရှင်ပြိုင်ချိန်မှာထူးချွန်ထက်မြက်လို့နဲ့ပြုမှုတွေကြောင့်ပဲနိုင်ငံတကာကပါအတိမဲ့ပြုခဲ့ရတာပါ။ မြန်မာနိုင်ငံကလာမယ်ဆိုရင်နိုင်ငံတကာကလာမယ်တွေကဖုတ်လိတဲ့ငပေရှိလို့တောင်မှထင်ကြမှာမဟုတ်ပါဘူး။ဒါပေမဲ့တေဆူကြီးကဒီချက်တွေအလုပ်ကိုတွန်းလှန်လိုက်ကသူ့ကိုအာယုံဆိုင်အောင်လုပ်နိုင်ခဲ့ပါရဲ့။ တေဆူငိကအလမေပြန်ပွဲကိုရှင်ပြန်ပြီးသွားတဲ့အချိန်တိကိုနိုင်ငံတကာအလမေတွေရဲ့အာယုံဆိုင်ခြင်းကိုခံနေရတော့ဆိုတာတက်တည်နေတကွာပေါ်လာခဲ့တာပါပြီးခဲ့တဲ့ရက်မှာလာအိုနိုင်ငံမှာကျင်းပခဲ့တဲ့အလမေပြန်ပွဲမှာအလမေတူကမီဒဝစ်စုံနဲ့ Evening Crown ကိုဝစ်ဆင်လာခဲ့တာပါအလမေဝစ်ဆင်လာခဲ့တဲ့ဝစ်စုံကတေဆူငိဝစ်ဆင်ခဲ့တဲ့ Evening Crown ဖြစ်နေခဲ့တာပါ Miss Grand International 2024ပြိုင်ပွဲမှာရှင်ပြိုင်တဲ့အချိန်မှာ ပြန်ပွဲကြီးမရောက်ခင်တဲစုငင်ကမိတော်ဝတ်စုံနဲ့ဖြာထွက်နေအောင်လှပခဲ့တာပါမိတော်ကလည်းချိုရီတွေထွက်ကြလာတဲ့ပုံစံကိုပုတ်ဖော်ခဲ့တာပါတဲစုငင်ကရန်ကိုလှပနေခဲ့တာဖြစ်တယ်လို့အဆိုပါဝတ်စုံနဲ့အလှမေတယောက်ရဲ့ဟန်ပန်တွေကဖြာထွက်နေခဲ့တာပါတဲစုငင်ကတကယ်ဖိုင်နေညမှာတော့ပန်းရံဝတ်စုံနဲ့ကလေးစံတယ်လို့ဖြစ်နေခဲ့တာပါဒါကြောင့်မလို့ချိုဆိုရင်အနီရောက်တောက်တောက်နဲ့ရန်ကိုလှခဲ့တဲ့ဝတ်စုံကို ဖိုင်နေညမှာဝေးရမှာဆိုပြီးတော့နှမျောခဲ့ကြပါရီအစိုးရဝစ်စုံနဲ့တော်တော်လေးစင်တူတဲ့ဝစ်စုံကိုလာအောင်နိုင်ငံကအလှမယ်ပြန်ပွဲတကူမှာအလှမယ်တကူကဝစ်ဆင်လိုက်တာပါမြန်မာနိုင်ငံကအလှမယ်တွေအနေနဲ့အခုလိုဝစ်စုံတွေကိုခိုးယူခံရတယ်ဆိုတာသိမရှိပါဘူး မြန်မာနိုင်ငံကအလမေတွေကသာနိုင်ငံသားကအလမေတွေရဲ့ဝတ်စုံတွေကိုကော်ပီယူရမျိုးကများတာပါ။ဒါပေမဲ့တဲဆူရင်ကနိုင်ငံတကာအလမေတွေကြားမှာပါ။အာယုံစိတ်ခင်ရကကြော်ကြတာကြောင့်အခုလိုဝတ်စုံကိုအတူခိုးလိုက်ရတာဖြစ်ပါရည်။ဒါကြောင့်လေတဲဆူရင်ကနိုင်ငံတကာအလမေတွေရဲ့အာယုံစိတ်ခင်ရတဲ့အလမေဆိုတာထင်ရှားပေါ်လွင်လာခဲ့တာပါ။တဲဆူရင်ကိုစောင့်ကြည့်နေသူတွေကလည်းအယံကိုများပြပါရည်။ ပြီးခဲ့တဲ့ရက်ကဆိုရင်တဲဆူငင်ကသူမကိုမြင်တွေ့နေကြပုံစံမဟုတ်ဘဲနဲ့မိုက်စားခေါ်ထွက်နေရဝစ်စင်ခဲ့ပါရီတရေလေတာဝန်းဆက်နဲ့မိမိုက်နေခဲ့တဲ့တဲဆူငင်ကိုနိုင်ငံတကာအလှမတွေကလည်းချီးကျူးဂုဏ်ပြုခဲ့ကြပါရီတဲဆူငင်ကပထမဆုံးပြိုင်နဲ့အလှမပြပွဲမှာတင်နိုင်ငံတကာရဲ့အားပေးမှုကိုရရှိကဟိုလီတကြောကြောဖြစ်လာခဲ့ရပါရီ ဒါကြောင့်မလို့လေတဲဆူငင်းကိုနောက်ထပ်ပြိုင်ပွဲတစ်ခုကိုအမြန်ဆုံးပြိုင်ဆိုင်ချင်ကြတာပါတဲဆူငင်းရဲ့ရေးချင်းတွေနဲ့ဆိုရင်နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာကောင်းကောင်းချင်းရှိပြိုင်နိုင်တဲ့အခြေအချင်းတွေရှိတာကြောင့်ပါတဲဆူငင်းကိုမြန်မာနိုင်ငံမှာမင်းသမီးအနေနဲ့အခြေချင်းတွေနှမြုပ်သွားမှာကိုနှမြောကြတာဖြစ်ပါတယ်တဲဆူငင်းရဲ့လာပါကြောကြတဲ့အခြေချင်းတွေကြောင့်နိုင်ငံတကာလမယ်တွေကတုတ်ခိုးတဲ့အထိဖြစ်လာခဲ့တဲ့ပေါ်ပြိသက်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်အဆုံးနေ့ကြည့်ရှုအပ်ပေးခဲ့ကြတဲ့တွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့သတင်းနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင် ဒီနေ့ရောက်လာနေပဲနှုတ်ဆက်ခဲ့ကြပါရီအပိနောက်ဆင်ခဲ့ကြတဲ့ပြည်သက်တရားချေစီတိုင်းကိုစိနှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်